နိုဝင်ဘာလ9ရက်ဗုဒ္ဓဟူးနေ့တနေ့တာလေးတွေကကျမလေးဟောပြပေးမှာဖြစ်ပါတယ်။ဘဝကိုအမှောင်ဖုံးသွားစေနိုင်တဲ့လောက်ရက်များကိုရှောင်ကျင်ပေးပါ။မကောင်းသောအမှောင်ပဲချမ်းနိုးထမဲ့ရက်လေးတစ်ရက်ဖြစ်တဲ့ဖြင့်မိမြင်သမျှအပေါ်ဒေါသအလွန်ထွားရတတ်ပါတယ်။နှက်ဆုံးကဝေတို့ရဲ့တိုက်ခိုက်ခြင်းခံရနိုင်ပါတယ်။ဖြစ်ပျက်သမျှကိစ္စအဝါပေါ်မှာနောက်နရခြင်းအဖြစ်တင်ခြင်းဝမ်းနည်းပူဆွေးခြင်းစရတဲ့စိတ်ပန်းဆိုင်ရာခံစားမှုမှန်သမျှကိုထိ ंछ ုပ်နိုင်ပါက ပိုကောင်းတဲ့ဘဝကိုရရှိပါလိမ့်မယ်။အရှိရေးနဲ့ပတ်သက်ပြီးရေးစားဟောင်းများကြောင့်စကားများတတ်ပါလေ။မိပူဟတ်ခြင်းအပူအပုတ်ထခြင်းများအတွက်ဖြစ်တတ်သဖြင့်ခရီးပြုဆင်ញရမယ်လေးတစ်နေ့ဖြစ်ပါလေ။အနဲ့ရောင်ပါသောဝတ်စားများကိုရှောင်ကျဉ်ပေးပါဗျာ။ကျွန်တော်ရဲ့ခွန်နေသားသမီးမိတ်ဆွေများအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းပြည့်စုံတော်မူနေကြပါစေခင်ဗျာ။